င်ဝောင်တိုင်ဖွန်းမုံတိုင်းဟာနိုဝင်ဘာလ9ရက်မှာဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကမ်းခြေကနေတဆင့်ကုန်းတွင်းပိုင်းကိုပြင်းအားအဆင့်၄နဲ့ဝင်ရောက်ခဲ့တဲ့အတွက်လူပေါင်း၁တသမ၄တန်းနေအိမ်စွန့်ခွာရှောင်တိန်ခဲ့ရပြီးတေဆုံးသူအနည်းဆုံး၈ဦးရှိတယ်လို့သိရပါတယ်။မုံတိုင်းရဲ့အချင်းဟာဖိလစ်ပိုင်နိုင်ငံတနိုင်ငံလုံးစာအတိုင်းအတာထိကြီးမားပြီးပြင်းထန်တဲ့လေတိုင်နှုံနဲ့မိုးတဲထံမှုတွေကြောင့်ရုတ်တရက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေပြီ နေအိမ်တွေနှိမ့်ညွတ်ခဲ့ရသလိုအိမ်ငယ်တွေဟာလည်းရေစီးနဲ့မျောပါမှုတွေဖြစ်ပွားခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံတချို့ဒေသတွေမှာလေတိုက်နှုန်းတစ်နာရီမိုင်၁၄၀နှုန်းထိတိုက်ခတ်ခဲ့ပြီးမုန်တိုင်းမျိုးလုံးဘိုးချက်တိုက်ခတ်ရာအော်ရိုရာဒေသကအစိုးရဝန်ထမ်းတူဖြစ်တဲ့ Arius Aura ဟာနေအိမ်ပွင့်ထွက်လွင့်ပါပြီးတည်ဆုံခဲ့ရပါတယ်။မုန်တိုင်းဘိုးချက်ကြာရောက်ရာလူဆုံကျွန်းနဲ့မနီလာမြို့က အစိုးရရုံးနဲ့စာတင်ကြောင်းတွေကိုနိုဝင်ဘာလ10ရက်နေ့အထိဆက်လက်ပိတ်ထားပြီးလေးကျောင်းလိုင်း300ကျော်လဲဖြတ်သိမ်းခဲ့ရပါတယ်။မုံတိုင်းမတိုင်မီရပ်ပိုင်းအတွင်းကတနအီကို138မိုင်နှုန်းနဲ့ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ကာမေကီတိုင်ဖုန်းမုံတိုင်းကြောင့်အနည်းဆုံး224ယောက်သေဆုံးက109ယောက်ပျောက်ဆုံးနေခဲ့ပြီးအဆိုအဝါဆုံးမုံတိုင်းနံခံရတဲ့စီဘူနဲ့နီဂရော့စ်ကျွန်းတွေမှာပျောက်ဆုံးအလောင်းရှာဖွေမှုကို ခုမုံတိုင်းကြောင့်နိုဝင်ဘာလ၈ရက်နေ့မှာရပ်ဆိုင်လိုက်ရပါတယ်။